two step verification ခံတဲ့နေရာမှာရင်းနှောင်းကသုံးနေကြနည်းတွေဖြစ်တယ်။ SMS နဲ့ email တွေကိုသုံးပြီးတော့ verification လောက်တာမျိုးမဟုတ်ပဲねကျွန်တော်တို့ Google Authenticator application ကိုသုံးပြီးတော့ two step verification on လုပ်ရတဲ့လူတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်အရင်ဆုံးကျွန်တော်တို့ Play Store ထဲကိုသွားလိုက်ပါမယ်။ Play Store ထဲရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ search နေရာမှာ Google Authenticator ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာ install ကိုနှိပ်လိုက်ပါမယ် application လေး install လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုရင်ကိုက Facebook မှာ two step သုံးပါလားဒါမှမဟုတ် TikTok မှာသုံးပါလားကိုသုံးမဲ့ပေါ်မူတည်ပါမယ်ဒီမှာတော့ကျွန်တော်နမူနာအနေနဲ့ TikTok နဲ့လောက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါတော့ TikTok အထက်ကိုပါလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ profile နဲ့ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီအပေါ်ကညာဘက်ပေါ်တောင်ကမြင်းသုံးချောင်းလေးနဲ့ menu ဘက်ကိုသွားလိုက်ပါပြီးရင်တော့ဒီမှာကျွန်တော် setting and privacy ဆိုတာရှိပါတယ် ီ setting and privacy တွေကိုကျွန်တော်တစ်ချက်ဝင်မယ်။ပြီးရင်ဒီမှာ security and permission ဆိုတဲ့ကိုတွားလိုက်ပါ။အဲ့မှာ two step verification ဆိုတာလေးတွေ့ရင်ထပ်ဝင်လိုက်ပါ။အဲ့ဒီနေရာမှာကျွန်တော်တို့ကဖုန်းနဲ့ SMS ပို့ပြီးတော့ကျွန်တော်တို့ do step on မယ်ဆိုရင်တော့ဒီနေရာမှာသုံးရမှာဖြစ်တယ်။ email နဲ့ဆိုရင်တော့ဒီကောင်လေးကို on ပေးရမှာဖြစ်တယ်။အခုကျွန်တော်တို့ကဒီနှစ်ခုကိုမသုံးမဲနဲ့ကျွန်တော်တို့ Google Authenticator app ကိုသုံးမှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါမယ်။ ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုရောက်လာပါလိမ့်မယ်။ကိုကဖုန်းနှလုံးရှိတယ်။တခြားဖုန်းမှာကျွန်တော်တို့က Google Authenticator နဲ့သုံးမယ်ဆိုရင်တော့ဒီ QR code လေးကိုအဲ့ဒီဖုန်းကနေ scan လုပ်ပြီးတော့ကျွန်တော်တို့ဝင်သွားလိုက်လို့ရတယ်။တကယ်လို့ဖုန်းတစ်လုံးနဲ့ပဲဒီဟာကိုကျွန်တော်တို့ကသုံးမယ်ဆိုရင်တော့ဒီအောက်မှာရှိတဲ့ copy key လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ key လေးဒီ key လေးကို copy ယူလာလိုက်ပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ copy key ကိုနှိပ်လိုက်မယ်။ copy key ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ခန်းနေရာ download လုပ်ထားတဲ့ကျွန်တော်တို့ဒီ Google Authenticator app ထဲကိုသွားလိုက်ပါ။ ဒီမှာကျွန်တော်တို့အဒန်ဒီကေတာဆိုပြီးတော့ရှူလိုက်မယ်ဒီကောင်လေးကိုတစ်ချက်နဲ့ပြီးဝင်လိုက်မယ်ပြန်တော့ကျွန်တော်ဒီမှာ get started ကိုနှိပ်လိုက်မယ်။အဲ့ဒီနေရာမှာသူကနှမျိုးရွေးချယ်စရာပေးထားတယ်။ကျွန်တော်တို့ email တစ်ခုနဲ့ချိန်ပြီးတော့ကျွန်တော်ဒီကောင်ကိုသုံးပါလား။ဒါမှမဟုတ်ရင်ကျွန်တော်တို့ email account မပါဘဲနဲ့ဒီတိုင်းသုံးပါလား။ ဆိုတော့နှမျိုးလုံးတော့တုံးလို့ရတယ်ဒါပေမဲ့အားတာချက်အားနေချက်ရှိတယ်အဲ့တော့ကိုကကောင်းတာကတော့ကျွန်တော်တို့ email ကောင်းတယ်ကျွန်တော်တို့ login ဝင်ပြီးတော့တုံးတာကတော့ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ email နဲ့ဝင်ထားတဲ့အခါမှာကျွန်တော်တို့ဖုန်းတစ်ခုခုဖြစ်သွားတဲ့ဆိုရင်လည်းပဲတခြားဖုန်းမှာကျွန်တော်တို့က Play Store ကနေဒီ app လေးကို down ပြီးတော့အခုဝင်ထားတဲ့ email နဲ့ကျွန်တော်တို့ login ဝင်လိုက်မယ်ဆိုရင်ကို verification လုပ်ထားတဲ့ account လေးကိုတခါလဲကျွန်တော်တို့က တွေ့ရမှာဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအောက်က use web account အကောင့်ကိုသုံးပေးမယ်ဆိုရင် တော့ဖုန်းတစ်ခုခုဖြတ်သွားရဲဆိုရင်တော့ကျွန်တော်တို့ဒီ two step ခံထားတဲ့အကောင့်တွေဝင်တဲ့အခါမှာဒီမှာကျွန်တော်တို့ပြဿနာရှိနိုင်ပါရဲ့။ address ကျွန်တော် recommend ပေးတာကတော့ email နဲ့ကျွန်တော်တို့ချိန်ပြီးတော့မှာပဲဝင်ဖို့ပဲပြောကြပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ continue as ဆိုတဲ့နေရာနဲ့ကျွန်တော် email နဲ့ချိန်ပြီးတော့ email တစ်ခုနဲ့ကျွန်တော်ဝင်လိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ email နဲ့လည်းချိန်ပြီးသွားပြီ။ဒီ app လေးလည်း တုံးလို့ရသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဘယ်ကိုဆက်သွားမလဲဆိုရင်ဒီမှာ add ဒီ code ဆိုတဲ့နေရာကို snake လိုက်မယ် add ဒီ code ကိုနှိပ်ပြီးတော့ကျွန်တော်တို့က QR ဖတ်မှာဆိုရင်တော့ဒီ scan QR ကိုနှိပ်လို့ရတယ်ကျွန်တော်တို့ကစောစော key ကိုပဲထည့်မှာဖြစ်တဲ့အတွက် enter ရ setup key ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားလိုက်မယ်ပါပြီးတော့ဒီနေရာမှာကုတ်နှိမ်နေရာမှာတော့ကိုယ်ကြိုက်ရာကုတ်တစ်ခုနာမည်တစ်ခုကိုထားလို့ရတယ်ဒီမှာကျွန်တော် tutorial လို့ပေးလိုက်မယ် ပြီးရင်အောက်က UR key ဆိုတဲ့နေရာမှာတော့ခဏနေရာကျွန်တော် copy ယူလာတဲ့ key လေးကို paste လုပ်ပေးရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကကြာကြာလေးဖိပြီးတော့ paste ဆိုတာလေးကိုနေလိုက်မယ်ဒါဆိုရင်ခဏနေရာကျွန်တော်တို့ဒီ copy ယူလာတဲ့ key လေးရောက်လာမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ add ကိုနေလိုက်ပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကုန်းနံပါတ်ကဏ္ဍ6လုံးသူကပေးထားမယ်အဲ့တော့ဒီကဏ္ဍ6လုံးကို copy ယူပြီးတော့ကျွန်တော်တို့ကခဏနေရာတက်တော့မှသွားပြီးတော့ ထည့်ပေးရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကို copy ယူလိုက်မယ်သူ့ပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ရင်တော့ဒီမှာ code copy to clipboard ဆိုပြီးတော့ပြပါပြီပြီးရင်တော့ dot တွေကိုပြန်သွားမယ်ဒီကောင်ကိုကျွန်တော် home နဲ့ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ဒီ dot တွေကိုသွားလိုက်မယ်ပါပြီးတော့မှဒီအောက်မှာကျွန်တော်တို့ next ဆိုရှိပါတယ်သူထဲကိုသွားလိုက်မယ်။ပြီးတော့ page လောက်လာမယ်။ ိုင်အဲ့ဒီနေရာမှာသူကဖုန်းနံပါတ်ထည့်ခိုင်းတယ်မထည့်ခြင်းဘူးဆိုရင်တော့ကျွန်တော်ဒီအပေါ်တောက်မှာရှိတဲ့ skip ကိုနှိပ်ပြီးတော့ကြော်ပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်အဆင်ပြေသွားပါပြီကျွန်တော်တို့ဒီမှာ authenticator ဘေးမှာကျွန်တော်တို့ on ဆိုပြီးတော့ဖြစ်သွားပြီ။အဲ့တော့ကိုယ့်ရဲ့ TikTok account ကိုကျွန်တော်တို့က2 step ကိုဝင်တဲ့အခါမှာကျွန်တော်တို့ဒီ email တွေ SMS တွေတွေဝင်နေကျွန်တော်တို့ code တွေကိုစောင့်ကြရမလို့ပဲねဒီ application တွေက code ကိုရိုက်ပြီးတော့ဒါကျွန်တော်တို့ account တွေကိုဝင်သွားလို့ရပါပြီ။